အားလုံးမင်္ဂလာပါခင်ဗျာတက္ကသိုလ် YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုကတော့ပညာသင်ရှင်ငယ်များအတွက်အဓိကရည်ရွယ်ပြီးမျှဝေပေးနေတဲ့ EFI အခမဲ့သင်တန်းရဲ့ EGR နဲ့ပတ်သက်တဲ့အခန်းဆက်ဗီဒီယိုပဲဖြစ်ပါတယ်ရှစ်ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ EGR ကိုထည့်သွင်းအသုံးပြုရခြင်းရဲ့ဒီရဲ့ချက်တွေနဲ့ AGR ပါဘဲချိန်နဲ့ဖွင့်တယ်လဲပိတ်တယ်လဲဆိုတဲ့ theory သဘောတရားပိုင်းတွေကိုပြောပြခဲ့ပြီးသားဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်တော့ AGR ဘာအမျိုးမျိုးရဲ့အကြောင်းနဲ့ပထမဆုံးဖြစ်တဲ့ AGR ဘာတစ်မျိုးရဲ့အကြောင်းကိုကျွန်တော်တို့ပြောကြရအောင်ပေါ့နော် ကဲညီကိုများကျွန်တော်ရှေ့ဗီဒီယိုထဲမှာအိဂျီယာနဲ့ပတ်သက်တဲ့ theory သဘောတရားတွေကိုပြောပြသားဖြစ်တယ်ဆိုတဲ့အခါကျတော့အခုဗီဒီယိုမှာဆိုရင်ကျွန်တော်တို့အိဂျီယာမျိုးမျိုးရဲ့အကြောင်းကိုပြောကြမယ်ပေါ့ဒီမှာကျွန်တော်အကြံမြင့်ပေါ့နော် တွေ့ရကြုံရအများဆုံးဖြစ်တဲ့အကြီးအကျယ်ပုံစံတွေကိုကျွန်တော်လေးမျိုးခွဲထုတ်လိုက်တယ်ဒီထဲမှာဒီနံပါတ်1တောင်မှအတွေ့ရကြုံရနည်းသွားတဲ့အထဲမှာပါတယ်ပေါ့နော်ကျန်တဲ့၃မျိုးကတော့ကျွန်တော်တို့တွေ့ရကြုံရများနေသေးတယ်ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ back drone type ဒါမှမဟုတ်လို့ရှိရင် diamond brand type လို့ခေါ်တယ်အဲ့ဒီဟာကိုကျွန်တော် control လုပ်တာကကျွန်တော်တို့ဟို switching bar နဲ့ control လုပ်တယ်ဆိုတော့ဒီအကြောင်းကိုကျွန်တော်နေ့လယ်တော့ကယူအတိုလေးတစ်ပုတ်တင်ပေးလိုက်တယ်တင်ပေးတယ်ဆိုတာကဒီနေ့ ဒီဗီဒီယိုကိုလုတ်တဲ့အချိန်မှာဒီအကြောင်းကိုပြောရင်ပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဆိုတော့ရည်ရွယ်ချက်နဲ့ကျွန်တော်တင်ပေးလိုက်တာဖြစ်တယ်ပေါ့နော်အဲဆိုတော့တကယ်လို့မကြည့်ရသေးရင်အဲ့ဒါလေးကိုရင်သွားကြည့်ဖို့လိုတယ်ဒါမှဘယ်နေရာမှာထားရတယ်ဘယ်လိုပုံစံအလုပ်လုပ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖြစ်သွားမှာပေါ့နံပါတ်1ကကျွန်တော်တို့မော်တာတိုက်ဒီမော်တာတိုက်မှာဆိုလို့ရှိရင်ဒီ easy ya bike ရဲ့ဖွင့်ချိန်ပိတ်ချိန်ကို သူမောင်းသွားတာကလည်းဒီမှာသုံးတဲ့ switching bar ကိုမောင်းတဲ့ပုံစံနဲ့ကအတူတူပဲဒါပေမဲ့ diaphragm နဲ့ motor နဲ့ပဲကြွားသွားတာဒါနံပါတ်1ကမော်တာတိုက်ပေါ့နော်ဒါအကြမ်းကြီးတဘောကိုပြောပြတာပါနံပါတ်3ကကျတော့ကျွန်တော်တို့ solo night တိုက် solo night တိုက်မှာဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ ဘာရှိမလဲဆိုလို့ရှိရင်ဒီအီဂျီကဘာဖွင့်တာပိတ်တာကိုသူကလည်းပဲဒါပေမဲ့ဂျူဒီဆိုင်ကနေမောင်းတာပဲဒါပေမဲ့ဘာမှလည်းသူ့မှာကြတော့ကျွန်တော်တို့စင်ဆာပါလာပြီစင်ဆာကနေပြီးတော့မှဒီအီဂျီကဘာဘလောက်ဖွင့်တယ်ပိတ်တယ်လဲဆိုတာကိုပြန်ကြည့်တဲ့ပုံစံဒါကကျွန်တော်ကျွန်တော်တို့ဆိုလိုလိုက်တာနံပါတ်၄ဖြစ်တယ်ကျွန်တော်တို့စတက်ပါမော်တာတိုက်ဒီစတက်ပါမော်တာတိုက်ကတော့နောက်ပိုင်းမှာတို့ချင်းတွေ့ရကြုံရများလာတာဖြစ်တယ်ဒီစတက်ပါမော်တာတိုက်ကိုကြတော့အီဂျီကပူ ပိုးပြင်စင်စာတစ်ခုကိုထည့်မထားတော့ဘဲနဲ့ဒီစတပ်ပါမော်တာရဲ့ဖွင့်ချိန်ပိတ်ချိန်ကိုပဲဘလောက်ပမာဏဖွင့်တယ်စတပ်ဘလောက်တိဖွင့်တာဆိုတာနဲ့ကြည့်ပြီးတော့သူ့ရဲ့ signal ကိုပြန်ယူတယ်ပေါ့နော်ဒီပုံစံမျိုးနဲ့လုပ်တယ်ဆိုတော့ဒါအချမ်းမျိုးကိုပြောမယ်ဆိုလို့ရှိရင် EGR ဘာရဲ့အဲကျွန်တော်တို့အသုံးပြုအများဆုံးပုံစံနေသည်ဒီလိုမျိုးပဲဖြစ်တယ်ပပ်ဂျွန်တိုက်ဒါမှမဟုတ်လို့ရှိရင် diamond plan တိုက်လို့ခေါ်တာရှိမယ်ဒုတိယတစ်ခုကကျွန်တော်မော်တာတိုက်ရှိမယ်တတိယတစ်ခုကကျွန်တော်ကျွန်တော်တို့ solo night တိုက်ရှိမယ်နောက်ဆုံးတစ်ခုကကျွန်တော်ဒီမော်တာကိုပဲကျွန်တော်တို့အစင့်စင့်ဖွင့်ပေးတယ်စတပ်ပါမော်တာဆိုတဲ့ပြီးတော့ပြောင်းသွားတယ်မော်တာတိုက်တစ်မျိုးနောက်ထပ် ်ရှိမယ်ဆိုတော့ motor deck ကကျွန်တော်တို့နှစ်မျိုးဖြစ်သွားမယ် motor နှစ်မျိုးပုံစံကွဲသွားမယ်ပေါ့နော်ဒါတော့ရှိတယ်ဒီ၄မျိုးတဲ့ကမှဒီနေ့ကျွန်တော်မိကြီးကိုတွေကိုပြောပြချင်တာကဒီ vacuum deck ဒါမှမဟုတ်လို့ရှင် dyna plant deck လို့ခေါ်တဲ့ EGI ရဲ့အကြောင်းပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါလေးကိုဆက်ကြည့်ကြမယ်ပေါ့ကဲညီကောင်များဒါကတော့ပရမအဆုံးဖြစ်တဲ့ vacuum deck EGI ရဲ့အကြောင်းပေါ့နော်ဒီအကြောင်းကိုမပြောခင်မှာကျွန်တော်ညီကိုတွေကိုတိတ Request လုပ်ချင်ပါတယ်ဒါပါလဲဆိုတော့ကျွန်တော် channel ကိုကြည့်နေတဲ့ညီကိုတွေထဲမှာ channel ကို subscribe မလုပ်ရသေးတဲ့ညီကိုတွေရှိခဲ့လို့ရှိရင်လည်း subscribe လုပ်ပေးခဲ့ပါဒါလေးကိုကျွန်တော် request လုပ်ပါတယ်နောက်ထပ်တစ်ခုကကျွန်တော်ကျွန်တော်အခုနောက်ပိုင်းမှာတို့ရှိရင်ကျွန်တော် Facebook ကိုလည်းတခြားလေးပြန် run ပြီးတော့အဆောင်မတွေဘာတွေအစရေးဖို့အတွက်ကျွန်တော် plan ချနေတာရှိတယ်ပေါ့နော်ဒါကြောင့်အကြွေကျွန်တော်ရဲ့ Facebook ကိုလည်းပဲ follow မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း like and follow လေးလုပ်ပေးခဲ့ကြပါဦးပေါ့နော်ဒါကျွန်တော်ဘက်ကတီးတက် request လုပ်တာပါပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီအကြောင်းလေးကိုဆက်ကြရမယ်ဒီ background လို့ခေါ်တဲ့ EGR ရဲ့ပုံစံက ကျွန်တော်တို့မျက်စီတဲ့ကိုကျွန်တော်ပကြီးမဆွဲရဘူးเนาะညင်လွယ်ပြပုံစံမဲ့ကျွန်တော်ဆွဲပြလိုက်တာဒါပဲဒီပုံစံထဲမှာဘာရှိမလဲဆိုတော့သူကအထဲမှာဆိုတော့ဒိုင်ယန်ဖရန်လို့ခေါ်တယ်ကျွန်တော်တို့ gas car တွေပြင်ပူရဲ့သူတွေဆိုရင် gas တွေဟိကြည့်တဲ့အခါမှာဆိုလို့ရှိရင် gas gate တွေကိုခွဲကြည့်တဲ့အခါမှာဆိုလို့ရှိရင်တွေ့ပူလိမ့်မယ်အဲ့လိုမျိုးပဲအပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့စာပူတွေခွဲကြည့်တဲ့အခါမှာလည်းအဲအထဲမှာပါတဲ့ဒိုင်ယန်ဖရန်ပုံစံမျိုးပဲသူကအဲ့ဒီအထဲမှာဘာရှိလဲဆိုလို့ရှိရင်ဒီ ဒါကကျွန်တော်တို့အခုပြောတဲ့ diaphragm ပြားကြီးပဲဆိုပါတော့ diaphragm ပြားကြီးအဲ့ပြားကြီးရဲ့အလဲကောင်းမှာကျွန်တော်တို့ကဘားကိုထည့်လိုက်တယ်ဘားကိုဆိုပါတော့ကျွန်တော်တို့ကဒီပုံစံအချွန်ပုံစံနဲ့ထားတယ်ဆိုပါတော့ဘားကိုထည့်လိုက်တယ်ထည့်ထားတဲ့ဒီ diaphragm ကြီးနဲ့ဒီဘားနဲ့အားလုံးကိုကျွန်တော်တို့ကအဲဒီလိုမျိုးတစ်ခုနဲ့ကျွန်တော်ငုံလိုက်တယ်ပေါ့ဆိုပါတော့ဒီလိုငုံလိုက်တယ်ငုံလိုက်ပြီးတော့ဒီဟာကိုကျွန်တော်တို့ housing တက်တက်ထားလိုက်တယ်ဒီမှာကျွန်တော်ဘားအဝင်ထွက်ပဲထားလိုက်တယ် ဒီဟာကျတော့ဘေးမှာလေပပပလေကလေလုံနေတာနော်လေလုံနေတာဖြစ်တဲ့အတွက်တကယ်လို့သူ့ကိုဆွဲဆုပ်လိုက်လို့ရင်ဒီဒိုင်ယန်ဖရန်ပြားကအပေါ်ကိုကတ်သွားမှာဆွဲဆုပ်လိုက်ရင်အပေါ်ကိုသူတို့ကတ်သွားမှာလေဝင်လိုက်တစ်ခုခုကနေဆွဲဆုပ်လိုက်တယ်ဆိုလို့ရှိရင်အပေါ်ကိုကတ်သွားမယ်တကယ်လို့မှုတ်လိုက်တယ်ဆိုလို့ရှိရင်သူကဒီဒိုင်ယန်ဖရန်ပြားကအောက်ကိုဆင်းလာမယ်တကယ်လို့ဆွဲဆုပ်လိုက်တယ်ဆိုလို့ရှိရင်ဒိုင်ယန်ဖရန်ပြားကအပေါ်ကိုကတ်သွားတာလည်းပဲဒီဒိုင်ယန်ဖရန်ပြားရဲ့အလဲကောင်မှာကျွန်တော်တို့ကတတ်ထားတဲ့တက်ထားတဲ့ဒီဘားကလည်းအပေါ်ကိုဆွဲတင်သွားမှာ ဒီလိုဆွဲတင်သွားမှာဆွဲတင်သွားမှာအဲ့လိုပဲတကယ်လို့ကျွန်တော်တို့ကလေဆွဲအားမရှိတော့ဘူးဆိုလို့ရှိရင်ဒီဒိုင်ယာဖရမ်ပြားရဲ့အလဲမှာဘာရှိလဲဆိုရင်စပရင်အကွေးစပရင်အပြော့လေးတစ်ချောင်းပါတယ်အဲ့စပရင်အပြော့ရဲ့ကန်အားနဲ့ဒီဘားကိုအောက်ကိုတွန်းချထားမှာဆိုတော့ရှုပ်သွားမှာသူတို့တခါလေးပြောမယ်နော် လေဆွဲဆုပ်လိုက်လို့ရှိရင်ဒီဒိုင်ယံပရန်အပြားကြီးကကျွန်တော်တို့ဒီအပြားဒီလိုရှိရာနေလေဆွဲဆုပ်လိုက်ဒီလိုခုံးသွားမှာခုံးသွားရင်ဒီမှာတက်ထားတဲ့ဝင်ရိုးကဒီလိုရှိရာနေကျွန်တော်ဒီလိုအပေါ်တက်လာပါတက်လာပြီဆိုလို့ရှိရင်ဒီဘားရဲ့ထိပ်မှာတက်ထားတဲ့ကျွန်တော်တို့အစုတ်ဒါဘားဆိုတာက အကြီးကဘားဘားလို့ခေါ်တယ်ဘားဆိုတဲ့အစုတ်ကဒီအချွန်လေးကကျွန်တော်အပေါ်ကိုတက်သွားမှာ supply တွန်းကန်အားနဲ့ဒီလောက်ပဲရှိတယ်။ supply တွန်းကန်အားရှိတဲ့အချိန်မှာဒီလောက်ရှိတယ်ဆိုရင် ဘားကိုကျွန်တော်တို့ကလေဆွဲဆုပ်သွားရင်ဆွဲဆုပ်သွားတော့သူကအမြင့်ဆုံးဒီလောက်တက်နိုင်တယ်ဆိုနည်းနည်းဆွဲဆုပ်ရင်ဒီလောက်ကိုတက်မယ်အဲ့ချက်နည်းနည်းဆွဲရင်ဒီလောက်တက်မယ်ဒီပုံစံမျိုးနဲ့ဒီဘားကကစားမှာပေါ့ဆိုတော့ဒီလောက်ဆိုလို့ချင်းဒီ diagram plan ရဲ့အလုပ်လုပ်ပုံတပုံပုံစံကိုအကြမ်းမြင်ရှင်းမယ်လို့ထင်တယ်နော်ဆိုတော့ဒီ diagram plan ကိုကျွန်တော်တို့ကအပေါ်မှာကျွန်တော်တို့က၄ပိုက်တစ်ပိုက်တက်လိုက်တယ်၄ပိုက်ခေါင်းတစ်ခုထားလိုက်တယ်အဲ့ဒီ၄ပိုက်ခေါင်းကိုကျွန်တော်တို့က control လုပ်ဖို့ ਆ အတွက်အဲ့ဒီ၄ပိုက်ခေါင်းက ဘယ်ကလာမဲ့လေးပိုင်ကောင်းလဲဆိုရင်ကျွန်မျက်စီတွေဒီမှာရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ပြလိုက်မယ်ဒါအင်ဂျင်ပဲဆိုပါတော့အဲကုလူပြီးရှုပ်ကုန်မယ်ဒီမှာဒါအင်ဂျင်ဒါကအင်တိတ်အိဇောပဲဆိုပါတော့ဒါကကျွန်တော်တို့အင်တိတ်ဘက်လေဝင်လာလာမဲ့ဘက်ဒီတဲကအင်တိတ်ကလေဆွဲစုံမှာအင်တိတ်ကလေဆွဲစုံမဲ့တဲမှာကျွန်တော်တို့ကအပိုက်တစ်ပိုက်ကိုကျွန်တော်တို့ကယူထားလိုက်တာယူထားပြီးတော့ကျွန်တော်တို့ကနမူနာမျက်စိတွေကိုမြင်လာတော့ဒီပုံစံမျိုး ဒီ intake ကလေဆွဲဆုပ်ပြီဆိုတာနဲ့တပိုင်နဲ့ဒီလေပိုက်လိုက်ဒီ diaphragm ပြားကိုတော့ဒီဘက်ကိုဆွဲဆုပ်ဆိုတော့ဒီ intake ဆွဲဆုပ်တိုင်းဆွဲဆုပ်တိုင်းဒီဘားကြီးကအသေးဖွင့်နေရမှာဒါပေမဲ့ဒီဘားကိုကျွန်တော်တို့ဖွင့်ကျင်တဲ့အချိန်ကကျွန်တော်ရှေ့မှာလည်းပြောခဲ့ပြီးတာဘယ်အချိန်နေမှဖွင့်ကျင်တယ်ဘယ်အချိန်နေမှဖွင့်ကျင်မှုဆိုတာပြောခဲ့ပြီးတာအဲ့လိုအချိန်နေပဲကျွန်တော်တို့ control လုပ်ဖို့ကြားထဲမှာကျွန်တော်တို့ကတီးတန့်တစ်ခုလိုတယ်အဲ့ဒါကိုနာမည်အရကျွန်တော်တို့ဒီမှာဘားတစ်လုံးကျွန်တော်တို့ကအောက်ခံလိုက်တယ် ဒီဘက်ကဆွဲဆုပ်လိုက်တဲ့လေကဒီကနေဆွဲဆုပ်လိုက်တဲ့လေကဒီဘားကိုတော့ရောက်မယ်ဒါပေမဲ့အကယ်၍ဒီဘားကိုဖွင့်မပေးဘူးဆိုလို့ရှိရင်ဘာလဲဆိုတဲ့အခါကျတော့ဒီဘက်ကဆွဲမဆုပ်နိုင်ဘူးလေကိုဆွဲမဆုပ်နိုင်ဘူးဆွဲမဆုပ်နိုင်တဲ့အခါကျတော့ဒီဘားအကြီးရဘားအလုတ်လုတ်ချင်းမလုတ်ချင်းဆိုတာဒီဘားရဲ့အပေါ်မှာမူတည်သွားဆိုတော့ဒီဘားကသူ့ကိုကျတော့ကျွန်တော်တို့ကဘလို့ထိန်းတယ်လေပေါ့ဘလို့ထိန်းလဲဆိုလို့ရှိရင်တကြိုးကအပေါင်းပဲအပေါင်းဆက်နေဖို့ပဲ ဘာမှမရှိဟုတ်အနှုတ်နောက်တစ်ကြိုးကကျတော့အနှုတ်ကဘယ်ကလာလဲဒါကကျွန်တော်တို့ ECU လို့ခေါ်တယ်ကွန်ပျူတာဘောက်ကလာတယ်ကွန်ပျူတာဘောက်ကနေအနှုတ်နဲ့ထိန်းတယ်ဒီကောင်ကိုဖြွင့်ကျင်ရင်အနှုတ်ကိုပေးလိုက်တယ်တကယ်လို့ဒီကောင်ကိုမဖြွင့်စေချင်ဘူးဆိုလို့ကျင်ရင်ကျွန်တော်တို့ကအနှုတ်ကိုမပေးဘူးဒီအနှုတ်ကိုပေးတာကတရက်သေးဒီဘက်မှာ72ဘုတ်အပေါင်းကိုအသေးပေးထားတာဖြစ်တဲ့အတွက်အနှုတ်ကိုကျွန်တော်တို့က72ဘုတ်အပြည့်မပေးဘူး တကယ်လို့စနစ်ဖို့အပြည့်ပေးရင်ဒီဘားအပေါ်ဆုံးဒီဖွင့်မယ်တကယ်လို့စနစ်ဖို့အပြည့်မပေးဘူးဆိုလို့ရှိရင်ဆိုပါတော့ကျွန်တော်တို့ရှစ်ဖို့ပေးတယ်ဆိုလို့ရှိရင်အဲဒီရှစ်ဖို့ပေးတယ်ဆိုလို့ရှိရင်ဘယ်လောက်ဖွင့်သွားမလဲဆိုရင်ဥပမာတစ်ခုပေါ့ဒီလောက်ထိဖွင့်သွားမယ်အဲ့လိုမဟုတ်ကျွန်တော်5ဖို့လောက်ပေးအဲ6ဖို့လောက်ပေးရင်ဒီလား4ဖို့လောက်ပေးရင်ဒီလား2ဖို့လောက်ပေးဒီလားဒီပုံစံမျိုးနဲ့အစင်းစင်ထိန်းသွားမယ်ဒီအစင်းစင်ထိန်းနေဟာကိုဘာနဲ့ထိန်းလဲဆိုရင်ကျွန်တော်တို့ကဂျူတီလို့ခေါ်တယ်ဆိုတော့ဂျူတီ ratio ဆိုတာ၄ ဂျူတီဆိုင်ကယ်ဆိုတာတွေပြီးလို့ရှိရင် PWN ဆိုတာတွေဒါတွေကိုညီကိုတို့လောလောဆယ်သာကပြလို့မရသေးလို့ကျွန်တော်မပြသေးတာရှုပ်သွားမှာသလိုပေါ့နော်အကုံလုံးကိုပေါင်းတဲ့ချိန်ကြောင့်ကျွန်တော်ဒီ duty ratio တွေအကြောင်းနေ PWN signal တွေအကြောင်းအကုံရှင်းပြမယ်နော်စိတ်မပူနဲ့ဒါတွေအကုံလုံးပြန်ပေါင်းတဲ့ချိန်ရလို့ဘယ်ဟာဘလူးထဲနေတယ်ဆိုတော့အဲ duty ratio တွေကိုတင်ပြီးပြီဆိုရင်ဒါတွေမျက်စိတွေကွန်းကွန်းကိုကဖြစ်တော့အခုလောလောဆယ်တအားရှုပ်သွားမှာဆိုတော့ပေါ့ဆိုတော့ကျွန်တော်တို့သိကြတာကဒီဘာသိကြဒီဘာဖြစ်လာတယ် ျွန်တော် Facebook ထဲမှာလည်းဗီဒီယိုရိုက်ပြတုန်းကလည်းညီကိုတို့ပြခဲ့တယ်နော်ပါဝါဆပ်ပ ্লাই နေနှစ်ကြိုးတည်းပဲရှိတယ်ကျွန်တော်ဆော့ကတ်တောင်ဖြုတ်ပြီးတော့ညီကိုတို့ပြခဲ့တယ်ပါဝါဆပ်ပ ্লাই နေနှစ်ကြိုးတည်းပဲရှိတယ်တကြိုးဒီကျွန်တော်တို့ဆက်နေဖို့တော့ဖွင့်မီရောဆက်နေဖို့လာမယ်ဒါကိုကျွန်တော်တို့နားလည်နေကြပုံစံတိုင်းတော့ဖွင့်ရင်မီလာမယ်သူ့ဘက်သူတော့လေးရလာလာဘဲရလာလာလာခြင်းနဲ့စီရလာဗျာအဲတော့ဖွင့်ရင်ဆက်နေဖို့တကြိုးရမယ်ဒီအနှုတ်ကိုကျွန်တော်အခုပြောတဲ့ဂျူတီဆိုင်ကနေမောင်းမယ်ဂျူတီဆိုင်ကနေမောင်းတဲ့ ပမာဏပေါ်ပေးလိုက်တဲ့ဘူးပမာဏပေါ်ပြန်လှုပ်တဲ့အနှုတ်ဘူးပမာဏပေါ်မူတည်ပြီးတော့မှဒီကောင်ဘလောက်ဖွင့်မလဲဖွင့်ပေးတဲ့ပမာဏပေါ်မူတည်ပြီးတော့မှဒီဘက်ကလေးစုပ်အားလေးသွားမှာလေးစုပ်အားလေးပေါ်မူတည်ပြီးတော့ဒီဘားကကျွန်တော်တို့ကအပေါ်ကိုရောက်ပြီးတော့ဖွင့်မှာအပေါ်ကိုတက်ရင်သူကဖွင့်တာအောက်ကိုစပလင်ကန်အားနဲ့အောက်ကိုပြန်ဆင်းလာပြီဆိုလို့ရှိရင်ဘားကိုပိတ်ထားတာဒါကဒိုင်ယာဖရန်တိုက်အလုတ်လုတ်တဲ့ပုံစံပေါ့နော်ဆိုတော့ဒီဘားရဲ့နာမည်ကိုအဲမှတ်ချင်တဲ့ညီကိုတွေအဲတချို့ညီကိုတွေရှိမယ် အဲ့တော့တော့ကျွန်တော်ဒီဘားရဲ့နာမည်လေးကိုကျွန်တော်ရေးပြလိုက်မယ်ဒီဘားရဲ့နာမည်ကိုကျွန်တော်သီအိုရီနာမည်ရောအလွယ်မှတ်လို့ရမယ့်နာမည်ကိုရောနှစ်ခုစလုံးဖြစ်သွားအောင်အာကျွန်တော်အကုန်ပြောပြပေးမယ်နော်ပထမဆုံးတစ်ခုကသူ့ကိုခေါ်တာကဘာမှမဟုတ်ပါဘူးအခုပြောပြောနေတဲ့ EGR EGR Vacuum Bar ဒါကနံပါတ်1ခေါ်တဲ့နာမည်အဲ့တော့သူ့ကိုအတူခေါ်တဲ့အခါကျတော့ကျွန်တော်တို့ဘလိုခေါ်လဲဆိုလို့ရှိရင် EVB ဆိုရက်ပြီးတော့ခေါ်တယ်ဒါကနာမည်တစ်မျိုးဒုတိယတစ်ခု ဒုတိယတစ်ခုကကျတော့ type zone switching ပါဒီလေးစုပ်အားနဲ့ကျွန်တော်တို့က switching လုပ်မဲ့အခါအဓိကအဖြစ်တော့ပြောမယ်ဆိုလို့ချင်းဒီကော switching လုပ်ပြီဆိုတာနဲ့ပြန်နေဒီဟိုက back zone ကိုကျွန်တော်တို့ကအပိတ်ဖွင့်လုပ်မယ်ဒီပုံစံသဘောနဲ့သုံးတဲ့ဟာကိုသူ့ကိုကျွန်တော် back zone switching ပါဆိုလို့ခေါ်တယ်သူ့ကိုကျွန်တော်ဘယ်လိုခေါ်လဲဆိုတော့အတူခေါ်ရင် VSV လို့ခေါ်တယ်ဒါနာမည်တစ်မျိုး electronic back zone ပါဒါက သူ့ကိုစောစောကပြောတဲ့ကျွန်တော်တို့ဘားလေးကိုခေါ်တဲ့နာမည်အမျိုးမျိုးအဲ့ဒီတဲကကျွန်တော်တို့ကအလွယ်ဆုံးမှတ်လို့ရတာဘာလဲဆိုတော့ဒီနံပါတ်1ကိုအတိမှတ်ထားလိုက်ဒါဆိုရင်ကျွန်တော်တို့ကရပြီနံပါတ်1ကိုအတိမှတ်ထားလိုက်ဆိုတော့ဘာကြောင့်ပြောလဲဆိုလို့ရှိရင်ဒီဟိုအပြင်းမှာတကယ်သုံးတဲ့အခါမှာခေါ်ကြတဲ့နာမည်ဖြစ်ဆိုလို့ရှိရင်ဒီနာမည်နဲ့ပဲအများဆုံးခေါ်ကြတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ဒါလေးကိုပြောပြတာ VSB ပါ Vacuum Switching ပါဆိုတော့ထူးထူးခြားခြားမဟုတ်ဘူး อีบาบาปုံစံလေးပဲเนาะအဲ့လိုပြောလို့ရှင်တော့ပိုရှင်းပဲဒီဒါပေမဲ့ဒီอีบาบาမုံနဲ့ဒီဘပြုံးဆွချင်းပါဆိုလို့ရှင်အများစုကျွန်တော်တို့တိုတာအုပ်စုတွေမှာသုံးတဲ့កောင်ဆိုရင်ဘယ်လိုပုံစံလဲဆိုတော့တွားဟိုဘေးမှာတန်ဖရိန်လေးပါပါတယ်ပေါ့เนาะအဲ့ဒီဟိုတန်ကလစ်ပုံစံလေးအထိုင်လေးပါပါတတ်တယ်အဲ့ဒါမျိုးနဲ့တွားအဓိကအဲ့အဲ့ဒါလေးပဲဆိုလိုချင်တဲ့သဘောကဘာမှမဟုတ်ဘူးကျွန်တော်တို့မြင်လွယ်တဲ့ပုံစံနဲ့ပြောမယ်ဆိုလို့ရှင်อีบาบาပုံစံ ဒီပုံစံလေးပဲဒါပေမဲ့ဒီဘက်ဘားလိုလိုဘကျွန်းဆွေးချင်းဘားလိုလိုတိုင်ပတ်နေမှာဆိုလို့မဟုတ်ကျွန်တော်အလွယ်ဆုံးခွဲလို့ရမယ့်ပုံစံကိုသဘောတရားအရခွဲပြတာပေါ့နော်ဒါကတော့ဟန်ထွက်ပါစင်တော့မဟုတ်ဘူးကျွန်တော်တို့ VSB ဘားဆိုလို့ကျရင်အခုပြောတဲ့ VSB လို့ခေါ်တဲ့ဘကျွန်းဆွေးချင်းဘားဆိုလို့ကျရင်သူကတန်ဖရင်လေးနဲ့လာရတယ်အဲ့လိုမဟုတ်ဘူးအဲကျွန်တော်တို့တခြားဘားတွေဆိုလို့ရှိရင်လို့တန်ဖရင်ပါတာကနဲတယ်ပေါ့နော်ဒါကတော့အလွယ်ခွဲတဲ့ပုံစံကိုကျွန်တော်နမူနာပြပြဆိုတော့ကျွန်တော်တို့မှတ်မယ်ဆိုလို့ရှိရင်ဒီဘကျွန်းဆွေးချင်းဘားဆိုတာကိုအသေးမှတ်ထားလို့ရတယ်ဒါပေမဲ့နာမည်ကစအတိအကျ အကုန်မှတ်ချင်တဲ့ညီကိုလေးရှိလို့ရှင်မှတ်လို့ရအောင်ဆိုပြီးကျွန်တော်ဒါကိုရေးပေးတာပေါ့နော်ဆိုတော့ကျွန်တော်တို့သောသောကဘားအကြောင်းလေးကိုကျွန်တော်တို့ပြန်ဆက်ကြမယ်ပေါ့အပေါင်းစနစ်ဖို့တကြိုးလာမယ်ဒီမှာကျွန်တော်တို့ကဘားကိုထိုင်ထားတယ်ပေါ့နော်အပေါင်းစနစ်ဖို့တကြိုးလာမယ်ဒီမှာကျွန်တော်တို့ကအနှုတ်ကိုကျွန်တော်ကျွန်တော်တို့ဘယ်ကလာမလဲဆိုရင် ECU ကနေလာမယ် ဲ့ဒီ ECU ကနေပြီးတော့မှအနှုတ်နဲ့ switching လုပ်မယ်အနှုတ်နဲ့ switching လုပ်တဲ့အတွက်သူ့ကို switching bar လို့ခေါ်တယ်သူ switching လုပ်တာဘာကို switching လုပ်တာလဲဆိုတော့ back gun လို့ခေါ်တဲ့လေဆုပ်အားကိုကျွန်တော်တို့က switching လုပ်တယ်လေဆုပ်အားကို switching လုပ်တာကဘယ်ပုံစံလဲဆိုရင်ကျွန်တော်ဒါကဆော့ဆော့ပြောပြောတဲ့ဒါကဆော့ဆော့ပြောတဲ့ကျွန်တော်တို့ intake back ကိုဝင်လာမယ်ကျွန်တော်တို့ပိုက်ဆိုတော့ဒါက intake manifold ပဲဆိုပါဆိုဒါ intake manifold intake manifold ထဲမှာ ရှိတဲ့လွေလေးစုပ်အားကနေပြီးတော့သူ့ကိုလှမ်းဆုပ်လိုက်မှာလှမ်းဆုပ်တဲ့အားကိုကျတော့ခွင့်ပြုမပြုဆိုတာက ECU ပေါ်မူတည်တယ် ECU ကခိုင်းလို့ရှိရင်အဲဒီဟာကလှမ်းပြီးတော့ဆွဲဆော်မယ်ဆိုတော့ဒီဘက်ကအနှုတ်အဲ sorry ဆိုတော့ဒီဘက်ကကျွန်တော်တို့ EG ကဘားကိုဖွင့်မယ်ဖွင့်မယ်ပိုက်လိုင်းကကြတော့ဒီထိတ်မှာအခုပြောတယ်ကျွန်တော်တို့ကဒီ diaphragm ရဲ့ထိတ်မှာဒါကိုတတ်ထားလိုက်တယ်တတ်ထားပြီးတော့ဒီ diaphragm ထဲကနေပြီးတော့မှကျွန်တော်တို့အခုပြောတဲ့ဒီပုံစံမဲ့မျက်စိတွေကိုညီကိုတို့မြင်လို့ရအောင် ကျွန်တော်ဒီပုံစံဆွဲပြလိုက်တာကောင်းကိုကျွန်တော်တို့ဘလို့ပုံစံသွားမယ်ဆိုသူကဖွင့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အိဇောဘက်ကအင်တိတ်မန်နီဖိုးကိုပြန်ထည့်မယ်တဲ့ကကျွန်တော်အဲကျွန်တော်တို့ဆိုပါလို့ဒီဘက်ကိုကျွန်တော်ဒီလိုထားပေးလိုက်မယ်ဒါဆိုရင်ပိုရှင်းသွားမှာဒါဒီဘက်လာလိုက်အဲရှင်းသွားမယ်ဒီဘက်ကိုကျွန်တော်တို့ကောက်ထည့်မယ်ဒါကကြတော့ဗာလဲဆိုလို့ရှိရင်အိဇောအိဇောမန်နီဖိုးဒီမှာကျွန်တော်တို့ကဒါကအင်ဂျင်ဒါကအင်ဂျင်အင်ဂျင်ကလည်းထွက်တဲ့ ီအိဇောငွေတွေဒီဘက်ကိုလာနေတဲ့အိဇောငွေတွေကဒီဘားကအခုပြောတဲ့နေရာဒီထောက်နေရာအောက်ထီသူကပိတ်နေမှာညီကိုများပုံဆွဲမတော်လို့နည်းနည်းတော့တီးခံကြပါတော့ပုံဆွဲမတော်ဘူးဆိုတဲ့အခါကျတော့ညီကိုမျက်စိတွေကိုရှင်းရှင်းလင်းလင်းပြအောင်ပြရတာတော်တော်တိုင်ပတ်တယ်တော့ဒီကနေပြီးတော့ကျွန်တော်တို့အင်ဂျင်ရဲ့မီးလောင်ပေါခွဲကနေလည်းမီးမီးကိုငွေတွေထွက်သွားတယ်ထွက်သွားတဲ့မီးကိုငွေတွေကကျွန်တော်ဒီဘက်လည်းလာနိုင်တယ်ဒီဘက်လည်းလာမယ့်အခါကိုကျွန်တော်ဒီဘားကောက်ပိတ်ထားလိုက်တာဒီဘားအခုပြောတဲ့ဒိုင်ယာဖရမ်မဲ့ ဒီကနေပြီးတော့မှကျွန်တော်တို့လာတယ်ဒီတိုင်ယာဘရန်ရဲ့ထိတ်မှကျွန်တော်တို့ကဘာလုပ်တယ်လဲလီပိုက်ကိုကောက်တက်ထားလိုက်တယ်တကယ်လို့ဒီကဆွဲဆိုးလိုက်ပြီးတို့ရင်ဒီဘက်အပေါ်ကိုတက်သွားမှာအပေါ်ကိုတက်ရင်ဒီကအငွေရဒီဘက်ကိုနည်းနည်းလာများများဖွင့်ရင်များများတက်ဒီပုံစံပဲအဲကျတော့ ဆိုတော့ဒီဘက်ကိုကပြန်ထည့်တဲ့နေရာမှာအီဂျီကဘာထားတဲ့နေရာပေါ်မှာမူတည်ပြီးတော့မှဒီ pipeline ရှည်တယ်တိုးတယ်ဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှနေရာထားသူတွေကတော့အတိကျတော့ဟာကျွန်တော်တို့တကယ်တည်းပြောလို့တော့မရဘူးပေါ့နော်ဒါကတော့တခုရှိတယ်ဒါဒီဘက်ကနေပြီးတော့မှကျွန်တော်တို့ဒီ Azor Manipool ကလာတဲ့ pipe ကိုပဲအရှိအဆွဲပြီးတော့ဒီထိတ်လေးမှာမှလာပြီးတော့ဘာကိုထားတာလည်းဖြစ်နိုင်တယ်ဒီလေမှာထားတာလည်းဖြစ်နိုင်ဒီထိတ်မှာထားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်ပြောပြတာဆိုတော့နည်းနည်းရှုပ်သွားမလို့ဒါလေးနည်းနည်းပြန်ပြီးတော့ရမယ်ကဲညီတို့တီးခံလာကြည့်ကြပြီးတော့ တော့ကျွန်တော်တို့ဒီ engine တွေကအငွေတွေအေးသောငွေတွေဒီဘက်ကိုလာတယ်ဒီဘက်ကိုထွက်လာတဲ့အချိန်မှာကျွန်တော်တို့ကဒီဘားကို ECU ကအနှုတ် signal ပေးလို့ဒီဘားအလုတ်လုတ်မယ်ဒီအနှုတ် signal ဆိုတာဘာမှမဟုတ်ဘူးကိုတို့ quay ပဲနော်ခဏခဏပြောပြတာကားပြင်တဲ့ချိန်ကျွန်တော်ပြောခဲ့တယ် quay ရှာဘားဆိုတာဒါပဲဒီ quay ကိုအလုတ်လုတ်တဲ့ခါမှာဒီ quay ကနေပြီးတော့မှတန်လိုက်ဆွဲရတဲ့သူဖြွင့်တဲ့ခါမှာဒီ solo night လေးအလုတ်လုတ်သွားမယ် solo night လေးအလုတ်လုတ်တဲ့ခါမှာဒီဘက်ကဆွဲဆုပ်တဲ့ကျွန်တော်ဒီဘက်ကိုဆွဲဆုပ်တဲ့ လေဆွဲအားကနေပြီးတော့မှကျွန်တော်တို့ဒီတိုင်ယာဖရန်ရဲ့အလဲကောင်းမှရှိနေတဲ့ကျွန်တော်တို့ပင်ချောင်းလေးကိုကျွန်တော်ကဆွဲတင်သွားမှာဆွဲတင်သွားတဲ့အခါမှာဒီဘားအပေါ်ကိုမတ်တက်သွားမယ်အပေါ်မတ်တက်သွားတဲ့အခါမှာတို့ချင်းဒီအိဇောငွေရဒီဘက်ကိုပြလာမယ်ဒါပဲဒီပုံစံနဲ့ဒါအလုပ်လုပ်တယ်ပေါ့နော်ဆိုတော့အာပုံစံလေးတွေကိုလည်းကျွန်တော်ထည့်ပေးထားမယ်ဒီပုံလေးတွေကိုတရားကြည့်တဲ့သလိုရှင်တဲ့တချို့ညီကိုတွေသဘောပေါက်သွားပြီเนาะဒါကတော့ background type EGR ဖြစ်တယ်ပေါ့နော်ဒီပုံစံတွေကဘယ်ကားတွေမှာအများဆုံးသုံးလဲဆိုလို့ရှိရင်ဒီဇယ်ကားတွေမှာသုံးများတယ်ဒီဇယ်ကားတွေမှာသုံးများတဲ့ချိန်မှာနောက်ထပ်တစ်ခုပြောစရာပါရှိလဲဆိုလို့ရှိရင်အချို့ကားတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ EGR ကူလာပါတာတွေရှိတယ် EGR ကူလာမပါတာတွေလည်းရှိတယ်တက်စီကားတွေမှာ EGR ကူလာပါတာကနည်းတယ်ဒီဇယ်ကားတွေမှာသလိုရှိရင်တော့ EGR ကူလာပါတာကများတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဂျွန်တိုက် EGR ရဲ့ပုံစံပဲဖြစ်ပါတယ်အဲဆိုတော့ပြန်ပြောမယ်အနည်းချုပ်ကိုပြန်ပြောမယ်ဆိုလို့ရှိရင် ဘက်ဂရုန်းဒ် EGR ဆိုတာကကျွန်တော်တို့ဒီထဲမှာဒိုင်ယန်ဖရန်ပြားရှိတယ်ဒီဒိုင်ယန်ဖရန်ပြားဆိုတာကဒီထိတ်ကနေပြီးတော့မှလေယာဆွဲဆုပ်လို့ရှိရင်အပေါ်ကိုကတ်မယ်လေဆွဲပြီးတော့မဆုပ်ဘဲနဲ့တွန်းနေသလိုရှိရင်အောက်ကိုကျမယ်အဲ့ဒီအလဲကောင်းမှာကျွန်တော်တို့ကဘားကိုအသေးစိုက်ထားလိုက်တဲ့ပြီးတော့ထားလိုက်တယ်တကယ်လို့ဒီကနေပြီးတော့မှလေဆွဲဆုပ်တယ်သလိုရှိရင်ဒီဘားအပေါ်ကိုတက်သွားတဲ့အခါဘားဖွင့်မယ် တကယ်လို့ဆွဲဆုပ်အားမရှိဘူးဆိုလို့ချင်းဒီမှာရှိနေတဲ့ separate ရဲ့ကံအားနဲ့ဘာကအောက်ကိုပြန်ပြီးတော့တွန်းပြီးတော့ပိတ်ထားရမယ်ပေါ့နော်ဒီပုံစံမျိုးနဲ့ဒါဒီ EGR ဒီ diaphragm တိုက်ကအလုတ်လုတ်တယ်ပေါ့နော်ဆိုတော့တကယ်လို့ဒီ diaphragm တိုက် EGR အလုတ်မလုတ်တော့ဘူးဆိုလို့ချင်းကျွန်တော်တို့သွားဆက်ဆရာဒီမင်းသားသားမရှိတော့ဘူးတေချာကြည့်လိုက်မယ်ဆိုလို့ချင်းကျွန်တော်တို့ဒီဘက်ကအပေါင်းလာသလားကျွန်တော်တို့ဆက်ရမယ် နံပါတ်1ဒီဘက်က ECU ဘက်ကအနှုတ်ထွက်သလားကျွန်တော်တို့ဆက်ရမယ်ဒီဘာကောင်းမကောင်းဒီဆိုလိုနိုင်ကောင်းမကောင်းဆိုတာကိုကျွန်တော်တို့ဆက်ရမယ်ဒီဆိုလိုနိုင်ကောင်းမကောင်းဆိုတာအကွမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့ဟိုအလွယ်သဘောဆမ်းမယ်သလိုရှင်တာပေါင်းလို့ပေးပြီးတော့ဆမ်းကြည့်ရင်တော့ဆမ်းကြည့်လို့ရတယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှ၄ byte တက်၄ byte တက်တဲ့ပြီးတော့မှကျွန်တော်တို့ဒီ ဆက်နိုးဆမ်းမယ်ဆိုလို့ရှိရင်လည်းပဲဒီကောင်ဆွဲဆိုဟာဘယ်လောက်ရှိတယ်လီဘာနင်းကြီးလီဘာနင်းလုံးပေါ့ဆွဲဆိုဟာဘယ်လောက်ရှိတယ်လဲဆိုတာပုံစံမျိုးနဲ့လည်းကျွန်တော်တို့ဆမ်းလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အေဘက်ကျွန်းတက်စတာလို့ခေါ်တဲ့တက်စတာတွေနဲ့လည်းဒီ EG ရဘားကိုလန့်ဆမ်းလို့ရတယ်ပေါ့နော်ဒီတက်စတာပုံစံကိုလည်းကျွန်တော်ပုံလေးထည့်ပြထားမယ် ဆိုတဲ့အခါကျတော့ကျွန်တော်တို့စစ်စရာဒီဒီဘားကောင်းမကောင်းစစ်လို့ရတယ်ကျွန်တော်တို့တက်စာရှိတယ်အဲ့တက်စာနဲ့ဆွဲဆိုပြီးတော့ကျွန်တော်တို့စမ်းကြည့်လို့ရမယ်နံပါတ်1ဒီဘားကိုစမ်းလို့ဟာစစ်ရမယ်ပြီးပြီးတော့ရှိရင်ဒီဘားမှာအညစ်အကြေးတွေရံပိတ်နေသလားဘာညာဒါတွေကိုကျွန်တော်တို့ကစစ်ရမယ်ပေါ့နော်အဓိကဒီဘားဆိုတာတဲ့ဒီအထဲကအဲအကြီးရာဒီပြွန်သွားမဲ့ line မှာပိတ်ဖွင့်လုပ်မဲ့ line မှာကျွန်တော်တို့ကဒီတွေကအမုံမွားတွေကရမ်းများတာကိုဒါတွေပိတ်နေတာတွေအများဆုံးဖြစ်တယ်ပေါ့နော်ဒါတွေစစ်ရမယ်ပြီးပြီးတော့ရှိရင်ဒီအထဲမှာရှိတဲ့ ခုနပြောတဲ့တက်စလာနဲ့စမ်းကြည့်တဲ့အခါဒီဒိုင်ယာဘရန်ကပေါက်မနေဘူးဆိုလို့ရှိရင်ကောင်းကောင်းလုံးလို့လိမ့်မယ်ဒီကဒိုင်ယာဘရန်ပေါက်နေတယ်ဆိုလို့ရှိရင်တအားကြီးဆွဲမှနည်းနည်းလေးပဲလုံးလို့လိမ့်မယ်ဒါတွေကိုကြည့်တယ်ပြီးတော့ကျွန်တော်တို့ကဒီအကြီးကဘာကောင်းမကောင်းဆိုတာကိုစမ်းလို့ရတယ်ပေါ့နော်ပြန်ပြောမယ်ဆိုလို့ရှိရင်စစ်စရာဒီအပေါက်လိုင်းရှိမယ်အနှုတ်လိုင်းရှိမယ်ဒီဆိုလိုလိုင်းရှိမယ်ဒီ diagram ဘရန်ကောင်းမကောင်းကိုတက်စာနဲ့စစ်လို့ရတာရှိတယ်ပြီးလို့ရှိရင်ဒီဟာကိုကျွန်တော်တို့ဆေးကြောရမယ်ဒီလောက်ဆိုလို့ရှိရင်ဒီ EG ရ diagram type ဒီလုံလောက်တလောက်ဖြစ်သွားတယ်ပေါ့เนาะအကယ်၍ပေါ့ကျွန်တော်တို့ကဒါကိုဟာဒီကောင်းကို ထားတော့ထားခဲ့တယ်ဒါမှမဟုတ်ပြောပြလာတခါတည်းစင်စာပါလာတယ်ဆိုလို့ရှိရင်ဒီကောင်းရဲ့ဖွင့်နဲ့ပိတ်တဲ့ပမာဏစင်စာကိုသိကျင်တဲ့သလိုချင်းကျွန်တော်တို့ဘလို့လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တင်ပေးခဲ့ပြီးသားဖြစ်တယ်နီးမီတက်ဖို့ပဲလိုတယ်ပေါ့နော်ဘာလဲဆိုလို့ရှိရင်လေတကားချိုးသုံးပင်ကိုတွားကြည့်ပါလေတကားစင်စာရဲ့ချိုးသုံးပင်မှာကျွန်တော်ပြထားပြီးသားဖြစ်တယ်အဲ့ဒါနဲ့အတူတူပဲပေါ့နော်မဟုတ်ဘူးကျွန်တော်တို့ဒီဘက်ဂျွန်းဆိုတာကိုကျွန်တော်တို့ကနားမလဲသေးဘူးကိုနိုင် ကျွန်တော်တို့ debug ကြုံးဆိုတာဘာကိုပြောတဲ့ဆိုတာသိကျင်တယ်ဆိုလို့ရှိရင် MAB စင်ဆာမှာကျွန်တော် pressure အမျိုးမျိုးအကြောင်းကိုပြောခဲ့တုန်းကလည်းပါထားပြီးသားဖြစ်တယ်အဲ့ဒီမှာသွားကြည့်ပါဘာလို့ပြန်ပြန်ညှို့နေရလဲဆိုတော့ကျွန်တော်ဒီခုဘက်ကြုံးဆိုတာဘလို့ပြောလဲဆိုတော့ဒီ pressure မျိုးမျိုးအကြောင်းတွေပြန်ရှင်းပြတာ၄ပြီးလို့ရှိရင်ဒီစင်တာရဲ့ထိတ်ကအကြောင်းအရာတွေကိုပြန်ရှင်းပြနေလို့ရှိရင်ရှေ့ဘယ်လိုမှရောက်နိုင်မှာမဟုတ်တဲ့အတွက်တချို့ဟာတွေကကျွန်တော်ပြန်ညှို့ပြတာပေါ့နော်တကယ် သိကျင်နေဆိုတဲ့လူကတော့တွားကြည့်မှာပဲမသိကျင်တဲ့လူကတော့ဒီနေရာမှာပဲရက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှိရင်တော့မော်တာတိုက် EGR ရဲ့အကြောင်းကိုပြောကြမယ်ပေါ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်